ါပါဒါဒီရက်ထဲမှာအရန်အရေးကြီးနေတဲ့တရင်ပေါ့နော်အဲ့ဒါတော့ဒါ DNL နဲ့စစ်ကောင်စီနဲ့ဒါဆွေးနွေးတယ်ပေါ့နော်ဆွေးနွေးတယ်တွေ့ဆုံကြရတယ်အဲ့မှာဒါတောင်းဆိုတဲ့ အချက်တွေလည်းရှိတယ်ပေါ့နော်။ဒါ UDP ရဆွေးနွေးကြတဲ့အချက်တွေလည်းရှိတယ်။ဒါပေမဲ့ဆက်ပြီးတော့ဒါသဘောတူညီမှုမရဘဲနဲ့အဲပြက်ပြဲတဲ့ပုံစံမျိုးပေါ့နော်။ပြက်သွားတဲ့ပုံစံတော့မဟုတ်ဘူး။ရက်လိုက်ရတာပေါ့နော်။ရက်ပြီးတော့ထပ်ပြီးတော့ဒါအဂုလာတွေမှာထပ်ပြီးတော့တွေ့မယ်လို့လည်းသိရတယ်။အဲ့ဒါနဲ့ပတ်သက်လို့လည်းဒါ DNA လေးကဒါသတင်းစာရှင်းလင်းပွဲပုံစံမျိုးလောက်လာတယ်ပေါ့နော်။အဲ့ဥစ္စာကောင်းတယ်ဗျ။ဘာလို့လဲဆိုတော့ဒီသတင်းစာရှင်းလင်းပွဲမှာပြောထားတဲ့အချို့အချက်တွေကျွန်တော်လိုက်ကြည့်ပြတဲ့အခါမှာလေဒါကောင်းတယ်ပေါ့နော်။လူလူလည်းသိတဲ့နေဟာတွေပါတယ်။အဲပြီးတော့ကျတော့ဒါတရုတ်ကိုလည်းဒါဘိတ်လူပေးတဲ့ပုံစံမျိုးပေါ့နော်။မင်းတို့ ဆော့ဖက်နေတဲ့ဟာတွေကဒီလိုဒီလောက်ဖြစ်နေပြီဆိုတဲ့ဟာကိုကဘာကသိအောင်မြန်မာကသိအောင်အဲအခုလိုမျိုးဒါပုံဝင်လင်းလင်းချပြလိုက်တဲ့ပုံစံမျိုးပေါ့နော်အဲဥစ္စာကအရန်ကောင်းတယ်အဲဒါကြရင်ကြောက်လူတို့ကလည်းပေါ့နော် ဒါနိုင်ရင်တဲ့စိတ်အောင်မြင်ခြင်းတဲ့စိတ်ပေါ့နော်မြန်မာခက်ခဲတဲ့တန်တွေကိုအမြန်ဆုံးပြီးဆုံးစေခြင်းတဲ့စိတ်နဲ့အားမလို့အားမြဖြစ်တာလည်းရှိတာပေါ့နော်အဲရှိတော့ကြတော့ဒီတက်ဖွဲ့တွေအပေါ်မှာဒါအမြင်ဆောင်တာမျိုးတွေရှိတယ်ပေါ့နော်အဲလက်လုံးမှာကိုပဲစစ်တပ်ဘက်ကနေပြောပေါ့နော်ဒါသိခွဲတာမျိုးတွေတက်ရှိုးတာမျိုးတွေအဲအဲ့လိုပုံစံမျိုးတွေလှုပ်လာတဲ့အခါအဲ့ဒီတန်တွေကိုလည်းဒါဒီတက်ဖွဲ့တွေကခံရတယ်ပေါ့နော်ခံရတော့ကြတော့ဒါခုနလိုပဲအရှိက MNDA လိုပဲဖြစ်လာတော့မှဘာဖြစ်လဲညာဖြစ်ဒါမျိုးပုံစံမျိုးတွေပြောကြရရှိတာပေါ့နော်အဲ့တော့ဆွေးနွေးကြတဲ့နေရာတွေမှာဘာတွေပါလဲဆိုတော့ဒါရောက်တဲ့နေရာမှာနှစ်ဖက်တက်တွေရက်ဖို့ပြီးတော့ကြတော့လေကြောင်း drone လက်နက်ကြီးတိုက်ခိုက်မှုတွေရက်ဖို့ပေါ့နော်ပြီးတော့လူတို့ကိုလွတ်လပ်စွာ သွားလာခင်ပြုတ်ဖို့ဒါမျိုးပုံစံမျိုးတွေပါတယ်ပေါ့နော်အဲပြီးတော့ဒါစစ်တပ်ဘက်ကတော့ဒါတိန်းထားတဲ့မြို့တွေပေါ့နော်အဲ DNL တိန်းထားတဲ့မြို့တွေကနေပြီးတော့ဒါ DNL တက်တွေကိုဒါပြန်ဆုတ်ပေးဖို့ဆိုတဲ့ပုံစံမျိုးပေါ့အဓိကပြန်တောင်းတာပေါ့ဗျာဒီလားဟိုအချက်မရှိပေါ့နော်အဲရှေ့ကလာရှုကိစ္စလိုမျိုးပဲဒါအချက်မရှိအဲတရုတ်ကိုဘုံမပြီးတော့ပြန်တောင်းတယ်တရုတ်ကိုတက်တည်ထားပြီးပြန်တောင်းတာပေါ့အဲ့တော့ဒီတွေးဆုံညှိနှိုင်းတဲ့ဟာကအဲပြန်ရက်ထားလိုက်ရတယ်ပေါ့နော်သဘောတူညီမများပြန်ရက်ထားတယ်ဒါအဟုတ်လားတွေမှာထပ်ပြီးတော့ဆက်ပြီးတော့ညှိနှိုင်းမယ်ဆိုပြီးတော့လည်းတည်ထားရတယ်ပေါ့နော်အဲ့တော့အဲ့လိုအနေထားမှာစစ်ကောင်စီကဘာလုပ်လဲဆိုတော့သူ့ရဲ့ရိုးရာမပြတ် ဒီသူဆုံးရှုံးလိုက်ရတဲ့နေရာတွေမှာသူဆက်ပြီးတော့ဘုံကျဲတယ်ပေါ့နော်ဘုံကျဲတယ်အဲတိုက်ခိုက်မှုတွေလှုပ်တယ်ပြည်သူတွေရဲ့အိုးအိမ်စည်းစိမ်တွေကိုဖျက်ဆီးတယ်ပေါ့နော်မင်းတို့ငါတို့ပြောတဲ့ဟာတွေကိုသဘောမတူမချင်းငါကတော့ဒီလိုရုပ်မာတဲ့လောက်ရတွေကိုပဲလှုပ်မယ်ဆိုတဲ့ပုံစံမျိုးဒါသူကလှုပ်တဲ့ဟာပဲအဲဒါဒါရှင်းတယ်ပေါ့နော်အဲပြီးတော့ဒါတရုတ်တရုတ်ကဘာလုပ်နေတာလဲပေါ့နော်တရုတ်ကဘာဖြစ်လို့ဒီလောက်ကြီးတိဆွဖက်နေတာလဲရှင်းတယ်တရုတ်ကသူ့ရဲ့အကျိုးစီးပွားအဓိကပဲ သူ့ရဲ့အကျိုးစီးပွားထိခိုက်လာတဲ့ဆိုရင်သူခုနလိုမျိုးဒါနှမျိုးစုံနဲ့ဖိအားပေးတာမျိုးတွေလုပ်မယ်ပေါ့နော်အဲတခုရှိရကြောင်းဒါဒီဒီတပ်ဖွဲ့ကြီးတွေကဒါနေဆက်မှာနေရတာဖြစ်တဲ့အတွက်ပေါ့နော်ဖိအားကတော့နည်းနည်းများရှိတာပဲရှေ့မှာလည်းဒါသူတောက်လျှောက်ပြောခဲ့တယ်ပေါ့နော်1027အဲပထမလိုင်းမှာတည်းကပေါ့နော်အပြည့်အပြည့်ရဖို့ပေါ့နော်အဲပြီးတော့ဒါအဲဖုန်းဆက်ပြီးပြောတာရရှိသလိုစာပို့ပြီးတော့ဒါပြောရရင်လည်းရှိတယ်တချို့ဟာရဆိုရင်ဒီတိုင်းစကားနဲ့ပြောတာတွေပါသလိုပေါ့နော်ခါလီကြရင်ဒါချင်းချောက်တဲ့ပုံစံမျိုးတွေကစပါပါနော်မင်းတို့တွေမလိုက်နိုင်အောင်ဆိုရင်ဖြစ်လာတဲ့ကျိုးဆက်တွေကိုမင်းတို့တွေတာဝန်ယူရမယ်ဆိုတော့ချင်းချောက်တဲ့ ပုံစံမျိုးဆက်ဆံနေရစပြောတာရှိတယ်ပေါ့နော်ရှိတော့ DPR ကသူကအနည်းနဲ့များတော့ခံနေရပဲပေါ့နော်အခုတော့ဒါပြောင်းလဲနေတဲ့ပုံစံမျိုးတွေလောက်လာနေပြီရှေ့မှာ MNDA ပြီးသွားတဲ့အခါမှာ DNL ဘက်ကိုလှည့်လာတယ်ပေါ့နော်လှည့်လာတော့ DNL အနေနဲ့လည်းဒါခံစားရအဓိကတရားခုလို့လှုပ်ချင်းကအဲခုနလိုပေါ့ဒါနေဆက်နေရမျိုးတွေမှာတိုက်ပွဲတွေဖြစ်ပွားတာဖြစ်တဲ့အတွက်သူ့ရဲ့ကုံတွေလမ်းကြောင်းတွေထိခိုက်တယ်ပြီးတော့ဒီမြန်မာနိုင်ငံထဲမှာတရုတ်ကသူ့ရဲ့စီးပွားရေးနဲ့ပတ်သက်လို့ယင်းနှမြုံနယ်မှုတွေသူကအများကြီးလှုပ်တာအဲယင်းနှမြုံနယ်မှုဆိုတာဒါကျွန်တော်နိုင်ငံကိုလာပြီးကုံသွေးဆုပ်ဖို့လှုပ်တာပေါ့နော်အဲလိုလှုပ်ထားတဲ့ဒါအကွက်တွေကအများကြီးရှိတယ်အာနာရှင်နဲ့ပေါင်းပြီးတော့လှုပ်ရှားနေတဲ့ဟာတွေအများကြီးရှိတယ်အဲ့အကျိုး စည်းဝါးတွေကဒီတိုက်ပွဲတွေကြောင့်မလို့သူတို့တွေခက်ခဲလာတယ်အဆင်ပြေပြေလုပ်လို့မရတော့ဘူးလမ်းကြောင်းတွေပိတ်ကုန်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီဥစ္စာကိုသူတို့ဒါမှတိကြိုက်အောင်တည်ငြိမ်အောင်ဆိုတဲ့ပုံစံမျိုးအကြောင်းပြပြီးရက်ခိုင်းတာပေါ့။အဲပြီးတော့ချုပ်ပြောတဲ့ဟာတဲမှာပါသွားသေးတယ်။ဘာလဲဆိုဒီ pipeline တစ်ချောက်ပေါ့နော်။တိုက်ပွဲတွေမလုပ်ဖို့ဆိုပြီးပြောသွားသေးတယ်။သူအကြောက်ဆုံးဟာအဲ့ဒါများဖြစ်နေမလား။အဲဒါလည်းစဉ်းစားမိတယ်ပေါ့နော်။စဉ်းစားမိတယ်။အဲ့တော့တေယုတ်ကတော့ရှင်းပါတယ်။သူရဲ့အကျိုးစီးပွားအကြောင်းမလို့အခုလိုမျိုးတွေလှုပ်တယ်ပေါ့နော်။အဲ့တော့အာနာရှင်မင်းအွန်လိုင်းအနေနဲ့ပြန်စဉ်းစားမယ်ဆိုရင်ဒါမင်းအွန်လိုင်းကဘာလို့ကျင်တာလဲပေါ့နော်။ဘာလို့ကျင်တာလဲ။သူကအပြစ်ရက်သွားဖို့ပထမ ဒီတပ်ဖွဲ့ကြီးတွေဒါဒီအဖွဲ့ကြီးတွေတကယ်အဖွဲ့ကြီးတွေရှေ့မှာဘာတွေလုံနိုင်ခဲ့လဲဆိုတာဒါကြောင့်မြင်ခဲ့ပြီးသားပေါ့နော်။ဘာလို့လဲဆိုတော့ဒါမျိုးတွေမျိုးတွေကိုတင်လိုက်တာများခဏခဏခဏလေးတွေကြီးပဲ။ဟုံတင်လိုက်ပြန်ပြီ။ဟုံဝုံတိုက်ပြန်ပြီ။ရပြန်ပြီ။ဒါမျိုးပုံစံမျိုးတွေတင်ခဲ့တော့ကြတော့သူ့အတွက် တော်တော်လေးကိုရင်ဆိုင်ရခက်ခဲတဲ့ဒါအဖွဲ့ကြီးတွေပေါ့နော်။အဲ့တော့အဲ့လိုအဖွဲ့ကြီးတွေနဲ့အပြစ်ရဖို့အတွက်ကသူ့အတွက်ပထမ ဒါဟိုပါပေါ့လိုလိုအပ်ချက်ပေါ့နော်ဒီအဖွဲ့ကြီးတွေအပြင့်ရက်သွားပြီဆိုမှဒီအဖွဲ့ကြီးတွေဘက်ကိုသူဘုနာလို့ပေါ့နော်အာယုံဒါသူရော့ရှော့ချလို့ရမှာပေါ့နော်ပြီးမှတခြားအဖွဲ့တွေကိုသူတိုက်ခိုက်မှုတွေပြုလုပ်လို့ရမှာဒီအဖွဲ့ကြီးတွေကတကယ်ရှယ်ဆော်တဲ့အဖွဲ့ကြီးတွေဖြစ်တဲ့အတွက်ဒီအဖွဲ့ကြီးတွေအပြင့်ရက်သွားပြီဆိုရင်သူအဲ့ဘက်မှာပြင်ပန်းရတဲ့ဟာတွေရော့သွားမှာပေါ့ဗျာအဲ့တော့ တခြားတစ်ဖက်ကိုပြန်ပြီးတော့ဗောနော်အဲဒါကျွန်တော်တို့ဒါတော်လိုင်းတက်ဖွဲ့တွေဗောနော်အဲမပြည့်မစုံသေးတဲ့အဖွဲ့တွေအားနေနေသေးတဲ့အဖွဲ့တွေစုံမထိန်ချုပ်ဖို့လုပ်နေတဲ့စူးစမ်းနေတဲ့တိုက်တိဆောက်နေတဲ့အဖွဲ့တွေဘက်ကိုသူကပြန်ပြီးတော့လှည့်လို့ရသွားမယ်အဲ့ဒါသူအတွက်ခွင့်ရေးပဲအဲ့ဒီအကြောင်းလို့သူရှေ့ပိုင်းကာလတွေမှာဒီလိုလုပ်ရမျိုးတွေအများတန်းလုပ်ခဲ့တယ်ဗောနော်အဲ့တော့အပြစ်ခတ်ရက်ဖို့ကသူတို့ပြောမှာနောက်တစ်ခုကတော့သူကအဲဒီနေမြေတွေပြန်ရဖို့ကဒါဒုတိယဟာဗောနော်အခုလဲဒါဒုတိယဒါအခြေအနေမျိုးသူပြန်သွားနေပြီဗောနော်ဒီနေရာတွေကိုပြန်တောင်းနေပြီဘယ်မှရှေ့မှာလာရှုပ်ဖြစ်စင်ရှိတယ်ပြီးတော့အဲ့လာရှုပ်လမ်းကြောင်းကိုတက်မယ်နောင်ချိုတီဘောခုတ်ကင်ဒါမျိုးနေရာမျိုးတွေကအစ ပြန်ပြီးတော့ဆုတ်ခွာပြီးတော့သူတို့အဲ့နေရာတွေဆုံးမမှုယူမယ်ထိန်းချုပ်မှုယူမယ်ပေါ့နော်ပြီးတော့သူ့အတွက်ကဒါရွေးကောက်ပွဲကလည်းအရင်အရေးကြီးလာတဲ့အနေထားအနေထားဖြစ်လာပြီပေါ့နော်အဲအဲအကြောင်းမလို့ဒါသူ့မှာအချိန်မရှိတော့အချိန်မရှိတော့တဲ့အတွက်ဒီလိုမျိုးဒါအပူတပြင်းပေါ့နော်အခုနလိုအရှက်မဲ့ဆိုတာတိတ်ခါမဲ့ဆိုတာ ਨੇ ပြန်လိုက်တောင်းတဲ့အဆင့်မျိုးတွေထိဒါသူလုံနေရတယ်ပေါ့နော်အအဓိကတော့သူလုံလာကြကဒါတွေဖြစ်တယ်ပေါ့နော်အဲ့ဒါပြီးမှသူရွေးကောက်ပွဲလုံနိုင်လိမ့်မယ်ဒါသူယုံကြည်ထားတာပေါ့လေအခုအနေထားရကဘလုံးမလုံနိုင်ကြအချောင်းမရှိဘူးဖြစ်နေတာဟုတ် ူရထားပါတယ်ဆိုရင်နေမီယာကျွန်တော်ပြောသလိုပေါ့နော်နေပြီးတော့မှအဲသူတို့အဖွဲ့ချင်းချင်းပဲဒါမဲပြန်ထည့်ရမယ်အစ်စ်မျိုးတွေဖြစ်နေတာဟုတ်တဖြည်းဖြည်းနဲ့ဒေါ်လာကြီးတက်ဖွဲ့တွေကနေမီတွေအများကြီးစိုးမှုလာတယ်ပေါ့နော်နောက်တစ်ခုကသူလည်းအချိန်များတော့သလိုကျွန်တော်ဒီဘက်ကဒေါ်လာကြီးတက်ဖွဲ့တွေအတွက်လည်းအချိန်ကတဖြည်းဖြည်းနည်းလာနေပြီပေါ့နော်အဲ့တော့အဖွဲ့ကြီးတွေကအခုလိုမျိုးဖီအာကြီးတွေနဲ့ရင်ဆိုင်ပြီးတော့ဒီလိုမျိုးတွေတုံဆိုင်သွားတာမျိုးတွေဖြစ်လာခဲ့ပြီဆိုရင်ကျွန်တော်တို့ အာဒီနိုင်ငံအနှံ့မှာပါဝင်တိုက်ခိုက်နေကြတဲ့ဒါအဖွဲ့ငယ်တွေအများကြီးရှိတယ်ပေါ့နော်ပြီးတော့ဒါအတက်ဖွဲ့ကြီးတွေဖြစ်ဖို့အတွက်စူးစမ်းနေကြတဲ့တော်လင်းတက်ဖွဲ့လည်းအများကြီးရှိတယ်ပေါ့နော်အဲအဲ့အဖွဲ့တွေကလည်းဟိုနာလို့နေပြည်စိုးမှုမှုအပိုင်းတွေမှာဒီချက်ပို့ပြီးတော့ယူနိုင်ဖို့လိုအပ်လာပြီတိုက်ပွဲတွေဒီတက်ပေါ်ဆောင်နိုင်ဖို့လိုအပ်လာပြီအသိမ်းပိုင်နိုင်တဲ့နေပြည်တွေပို့များလာဖို့လိုအပ်လာပြီပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်စစ်ကောင်စီကဟိုနာလို့အဖွဲ့ကြီးတွေကိုအာယုံရောလို့ရသွားတဲ့အခါမှာဒီအဖွဲ့ငယ်တွေပေါ်မှာလာပြီးတော့ဒါရဲဆက်ဆက်လုံးမဲ့အလုပ်ရက်တွေဖြစ်လာနေပြီပေါ့နော် အဲ့ကြသူတို့တွေရှေ့မှာလည်းပြောကြတယ်ပေါ့နော် PDF ဆိုတာစီးရင်းထဲကိုမထည့်ဘူးလို့အဲခုနလို MNDO တောင်မှတရုတ်ဘုံမှပြီးတော့အဲသူတို့ကိုအပြစ်ခတ်ရဲစဲဖို့အကူအညီတောင်းတယ်ဆိုတဲ့ပုံစံမျိုးတွေအားစာသူတို့တွေပြောနေကြတာဟုတ်အဲပြီးတော့ဒီ last show ကိစ္စနဲ့ဆိုလည်းသူတို့ပြောကြတယ်ဗာပြောလဲဆိုတော့အဲ last show ကိုသူတို့ကတိုက်လို့ပြန်ရတဲ့ပုံစံမျိုးတော့မဟုတ်ဘဲနဲ့ပေါ့နော်အဲပြန်လဲဝင်ရောက်တယ်ဆိုပြီးတော့၃လုံးလောက်မျိုးတွေပဲရှိတယ်ဆိုပြီးတော့လည်းဒါတွေ့ရတယ်ပေါ့နော်အဲသူတို့လည်းသူတို့အခြေအနေကိုတော့သူတို့သိတယ်ဒါပေမဲ့လည်းပြောင်ပြောင်တင်းတင်းကိုပဲအရှက်မဲ့ဆိုတာတိတ်ခါမဲ့ဆိုတာနဲ့လုံနေရတယ်ဗာပြောလို့ဆိုသူတို့ရဲ့အနောက်ကလူလားချက်တွေကအချိန်မရတော့တဲ့အတွက်အခုလိုမျိုးတွေလုံလာအဲလိုပဲကျွန်တော်တပ်ဖွဲ့တွေကလည်းအချိန်လုံလောက်မှုပိုင်းမှာပို့ပို့ပြီးနှဲလာပြီးလို့ပြောရမှာပေါ့ နော်နောက်တစ်ခုကတော့ဒါလေကြောင်းတိုက်ခိုက်မှုအပိုင်းနေပေါ့နော်အဲ့ဒါကျွန်တော်တို့ဘာမှသတိထားမိလဲဆိုတော့အခုဒါတော့ဒါဒီတောင်ပိုင်းဘက်မှာပေါ့နော်တောင်ပိုင်းဘက်မှာအရင်တော့အာရှလန်နေရာတစ်ခုပဲသူတို့အဲတိုက်ပွဲပေါ်ဆောင်ရတဲ့အခါမှာအဲ့နေရာကိုသူတို့လှိမ့်ပိမ့်ပြီးတော့ဒါလေကြောင်းတိုက်ခိုက်မှုတွေလှုပ်တယ်အပြုံလိုက်ပြုံလိုက်တွေလှုပ်တယ်မော်လုံးနေရာမျိုးတွေလှုပ်တယ်ပြီးရင်မိုးပြဲလိုနေရာမျိုးတွေလှုပ်တယ်ပြီးရင်အဲဒီ အဲစကိုင်းမကွေးလိုနေရာမျိုးတွေကိုသူတို့လောက်ကြတယ်ပေါ့နော်လောက်တော့အပြုံလိုက်တွေလောက်ကြတယ်အခုနောက်ပိုင်းတိုက်ပွဲတွေကအများကြီးနေရာနှက်ပို့ပြီးတော့တိုးပြီးတော့ဖော်ဆောင်လာတဲ့ခါကျတော့ဒီကောင်တွေဘာဖြစ်လာလဲဆိုတော့တက်ဖွဲ့တွေဆီကတိရတာပေါ့နော်အဲသူတို့လေရင်တော်မားတဲ့အရင်လိုမျိုးမကျဲတော့ဘူးထင်တယ်တဲ့ဟိုလေရင်ကျဲတာတွေပေါ့နော်ပို့ပို့ပြီးတော့နဲလာတယ်ဆိုပြီးတော့တိရတယ်ပေါ့နော်တကယ့်ကိုရေးကြီးချိန်ရေးပေါ်ချိန်စကန်နေကြတော့မယ်လက်လွတ်ရတော့မယ်ဆိုတဲ့အချိန်မှလာလေရင်ဒါအပြုံလိုက်လာကျဲတာမျိုးတွေ့နေရတယ်ပေါ့နော်အပုံမှန်တိုက်ပွဲဝင်နေတဲ့အချိန်အဲသူတို့ဘက်ကလည်းစပြီးတော့တိုက်တိုက်တယ်ဆိုတော့စတိုက်ပါလေဆိုတဲ့ကာလမျိုးမှာပေါ့နော်လေချောင်းပြစ်ကူပေးတာကအရင်လောက်တောင်မှမရှိတော့ဘူးဆိုပြီးတော့တိရ အဲအဲ့ဥစ္စာကဒါလီတက်တွေတိုက်ခိုက်ခံရတာတွေလည်းပါနိုင်တယ်ပြီးတော့ဒါကဘာစားတွေပေါ့နော်ကဘာစားတွေဒုက္ခရောက်နေရလဲပါနိုင်တယ်အဲပြီးတော့ဒါခေယံထုတ်လုပ်နိုင်မှုအပိုင်းတွေမှာအားနည်းလာရလဲပါနိုင်တယ်ပြီးတော့ဒါသူတို့ကျဲရမယ့်နေမြေတွေကပို့ပို့ပြီးများလာတာတွေလည်းပါနိုင်တယ်ပေါ့နော်အဲ့တော့လေကြောင်းတိုက်ခိုက်မှုအပိုင်းတွေမှာအဲခုနလိုအားနည်းလာတဲ့ဟာတွေအများကြီးတွေ့ရဒါပေမဲ့လည်းရှေ့ကလိုပေါ့နော်ခုနကျဲရမယ့်နေရာတွေယော့ယော့လာတယ်ပေါ့နော်အပြစ်ခတ်တွေရက်သွားတယ်ကျဲရမယ့်နေရာတွေယော့သွားတယ်ဆိုရင်တော့အဲခုနလိုဒါသူတို့အနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေပို့ပြီးပြင်းပြထန်ထန်လောက်လာနိုင်တဲ့နေသားတွေရှိလာပြီပေါ့နော်အဲ့တော့ဒါကျွန်တော်ဒါကျွန်တော်ဒီဥစ္စာကိုလည်းထည့်ပြီးတော့စဉ်းစားမယ်ဒါအချက်တစ်ခုပေါ့လေ နောက်ခုကဒါ DNL ရဲ့သတင်းစာရှင်းလင်းပွဲမှာပြောသွားတဲ့ဟာရှိရပါတော့။အဆရာနာရှင်အမြင့်ပြည့်ရေးအတွက်ပေါ့နော်။ DNL ကဒါ NUG အပါဝင်ဒါမဟာမိတ်အားလုံးနဲ့ပေါ့နော်ဆက်လက်ပြီးတော့လက်တွဲသွားမယ်ဆိုပြီးတော့လည်းပြောထားတယ်။ကျွန်တော်တို့မျိုးဆက်မှာပေါ့နော်မလုံနိုင်ဘူးဆိုရင်နောင်လာနောင်သားတွေဆက်ပြီးတော့ခံရမှာဆိုတဲ့ဟာမျိုးလည်းပြောသွားတယ်ပေါ့နော်။ဒါကြောင့်မလို့ပေါ့နော်။ဒါလူထုအနေနဲ့ပေါ့နော်။ပူးပေါင်းပါဝင်ပေးကြပါတက်ကြွဆိုပူးပေါင်းပါဝင်ပေးကြပါဆိုပြီးတော့ပြောထားတယ်ပေါ့နော်။အဲကျွန်တော်ဒါအဆတော့တွေးတာပေါ့။လူထုအနေနဲ့ဘာကိုတက်ကြွဆိုပါဝင်ပေးရမှာလဲဆိုပြီးတော့တွေးမိတာ။အဲဒီလောက်လည်းထောက်ခံနေတယ်ဒီလောက်လည်းအားပေးနေကြတယ်ပေါ့နော်။ ဘာဘာကြောင့်မလို့ဒါဒါလိုမျိုးဒါပြောတာလဲဆိုရင်တွေးမိရပါဒါပေမဲ့ကျွန်တော်တို့ပြန်တိရတဲ့ဟာကျတော့ဘာလဲဆိုတော့အခုထားပါတော့လာရှုလို့မဖြစ်ရေးပေါ့နော်လာရှုလို့မဖြစ်ရေးလာရှုလို့ပြန်မပေးရရေးကိုလူလူကတတကြွကြပါဝင်ပေးကြပါဆိုရင်ပြောတော့ကြတော့အဲလာရှုခုလိုမျိုးဖြစ်သွားရဲဆိုတဲ့ဟာတို့လည်းမဖြစ်ချင်ဘူးအဲ့ဒီအနယ်လေးနေနဲ့လေဒါမျိုးဖြစ်လာမှာစိုးရိမ်နေ။ဒါပေမဲ့လူတို့ကအဓိကဆိုတဲ့ဟာကိုသူတို့သိ။ဘာကြောင့်အဓိကကြရလဲဆိုတော့ဒီနေရာတွေကနေဆက်လို့နေရာမျိုးတွေဖြစ်တယ်။အရှိန်ပိုင်းကာလမှာလေဒါတေယုတ်ကအဲသူဖိအားပေးဖို့ကြိုးစားတဲ့ခါမှာနေဆက်ပေါက်တွေအကုန်လုံးပိတ်ချပလိုက်တယ်။ ပေးချလာကုန်စည်စင်းစင်းမျိုးတွေအကုန်လုံးရက်တန့်သွားတယ်အဲ့အဲ့လိုရက်တန့်သွားချိန်မှာစစ်ကောင်စီဘက်ကမြောက်နိုင်ဘက်ကလည်းမပါလို့လဲဆိုတော့ဒီပြည်မာရေးကနေပြောအဲ့နေရာဒေသတွေကိုပို့မယ်လမ်းကြောင်းတွေပေါ့နော်သွားမယ်လမ်းကြောင်းတွေအကုန်လုံးကိုပြန်ပိတ်ပလိုက်တယ်ပိတ်ပလိုက်တော့ကျတော့အဲ့လိုမျိုးပိတ်ပြီးမှဒါခုနလိုမျိုးဘုံကျရမျိုးတွေလိုက်ခိုက်တာမျိုးတွေလောက်တယ်ပေါ့နော်လောက်တော့အဲ့မှာဘယ်မှာသွားခံရလဲဆိုတော့အဲ့ဒေသမှာရှိတဲ့ဒါနေပြည်တော်ပြည်သူလူထုကအယံခံစားရတယ်ပေါ့နော်အဲဈေးဝါကိစ္စမျိုးတွေအကုန်စီကိစ္စမျိုးတွေနေစဉ်ရှင်းတဲ့ရက်တည်းအတွက်ကိစ္စမျိုးတွေအများကြီးခံစားရလူထုကအယံအရေးကြီးတယ်ပေါ့နော်လူထုကတက်တက်ကြွကြွနဲ့ခုနလိုမျိုးတောင်းခံရမယ်ဆိုရင်ပေါ့နော်သူတို့ကလည်း ဟာမျိုးကိုပြန်မပေးအောင်သူစူးစမ်းမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲကြတော့လူတို့မှအရန်ခက်ခဲလာပြီဆိုရင်သူတို့လည်းမတက်နိုင်ဘူးဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့သိရတယ်အဲ့ဒါအရန်ရေးကြီးတယ်အခုကျွန်တော်တို့ကတခုခုဆိုရင်ကျွန်တော်တို့ဖြစ်စေခြင်းတဲ့အတိုင်းမဖြစ်ရလို့ကျွန်တော်တို့ဖြစ်စေခြင်းတဲ့အတိုင်းအားမရလို့ဆိုပြီးတော့ဒီတက်ဖွဲ့တွေကိုကျွန်တော်တို့ကအဲခုနလိုပေါ့နော်အပြစ်မြင်နေတာမျိုးတွေပြစ်တင်ပြောဆိုနေတာမျိုးတွေကျွန်တော်ရှိတတ်ကြတယ်ပေါ့နော်အဲကျွန်တော်တို့ဆွဲခေါ်ရမယ့်အစားကျွန်တော်တို့အတူတူယက်တီပေးရမယ့်အစားဒါမျိုး အဲတက်ဖွဲ့တွေပေါ်မှာကျွန်တော်တို့ဒါလုံးမိနေတဲ့ဟာတွေပြောမိနေတဲ့စကားတွေရှိကောင်းရှိလိမ့်မယ်ပေါ့နော်အဲ့တော့အဲဥစ္စာတွေကိုကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားချင့်ချင်ချင်ချင်းနဲ့အဲဒီလူတို့အတွက်လုံးလုံးပေးနေတဲ့အဖွဲ့တွေကလူတို့ဒုက္ခရောက်လာပြီဆိုတဲ့အချိန်မှာမကြည့်ရနိုင်လို့ဖြစ်သွားမဲ့ကိစ္စမျိုးတွေလည်းရှိလာနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့အကောင်းဆုံးကြော်ဖြတ်ကြမလဲဆိုတဲ့ဟာကအရင်ကြီးကြည့်လာပြီလူတို့သာဒီခက်ခဲတွေကိုရင်ဆိုင်နိုင်တဲ့ဟိတ်ဆိုရင်ငါတို့လည်းချမယ်ကွာဆိုတဲ့ပုံစံမျိုးဘာလို့လဲဆိုတော့သူတို့လည်းအသက်တွေမှာပေးထားတာဟုတ်အဲ့တော့အဲ့အချက်ကလည်းအရင်ကြီးကြည့်တယ်ပေါ့နော်အားကြောင့်မလို့တို့ဒီဟာတွေကိုလည်းထည့်ပြောသွားတာတွေ့ရတယ်အဲ့တော့ကျွန်တော်တို့စဉ်းစားသင့်တဲ့အချက်တွေမှာဒါလည်းပါတယ်ပေါ့နော် ။နောက်တစ်ခုကဘာလဲဆိုတော့ဒီအပြစ်ခတ်ရစဲတဲ့ကာလပေါ့နော်။အငယ်လင်းပေးတဲ့အကြောင်းမလို့အပြစ်ခတ်ရစဲတဲ့ကာလကိုဒီမဟာမိတ်သုံးဘွဲ့ကတတန်းထပ်တိုးထားတယ်ပေါ့နော်။တတန်းထပ်တိုးထားတယ်။အဲပြီးတော့အဲတတန်းထပ်တိုးထားတာဖြစ်တဲ့အတွက်ပေါ့နော်အဲထိုးစစ်အသွင်နဲ့ဒါရက်ထားမယ်ပေါ့နော်ထိုးစစ်ဆင်တာကိုတော့ရက်ထားပြီးတော့ခန်စစ်ပေါ့နော်ခန်စစ်ဒါတုံ့ပြန်စစ်ပေါ့နော်ခုခံတုံ့ပြန်စစ်ကိုတော့ဆက်ပြီးတော့ဆင်နွှဲမယ်ဆိုပြီးတော့ပြောပါတယ်ပေါ့နော်အဲ့တော့လုံးဝသူတို့ရက်သွားတာကြီးမဟုတ်ဘူး အဲဒါကိုလည်းကျွန်တော်တို့သိတင်တယ်အဲပြီးတော့အဲအခုခံကာကွယ်စစ်ဆိုတဲ့နေရာမှာအခုဒါတို့တိုက်ပွဲတွေဆက်ပြီးတော့လုံဆောင်နေရတဲ့နေမြေတွေဒေတာတွေရှိတယ်အဲတပ်ဖွဲ့တွေဖြန့်ကျက်ပြီးတော့ဒါတိုက်ပွဲဝင်နေရတဲ့နေရာရှိတယ်အဲ့နေရာတွေကဆက်ပြီးတော့ဖြစ်နေတုံးမဲပေါ့နော်အဲပြီးတော့ကျတော့ဒါအပြည့်ရက်ထားတဲ့ကာလပြီးသွားပြီဆိုတဲ့အခါမှာထိုးစစ်တွေပြန်လာမလားဆိုတဲ့ဟာကလည်းကျွန်တော်တို့အတွက်ဒါအားရစရာမျှော်လင့်ချက်တစ်ခုဖြစ်နေနိုင်တယ်ပေါ့နော်အဲကျတော့ဒီတပ်ဖွဲ့ကြီးတွေကခုနလိုအဲထိုးစစ်တွေပြန်ဆလာပြီဆိုတဲ့အခါကျရင်ဘလို့ပုံစံမျိုးတွေဖြစ်မလဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းတယ်အခုလိုမျိုးတရုတ်ရဲ့ဖိအားခံခံနေရတဲ့အချိန်မှာသူတို့ပေါ်ပေါ်တင်တင်လုပ်လို့မရတဲ့အပိုင်းတွေလည်းရှိကောင်းရှိမယ်အဲ အပိုင်းတွေမှာအဲခုနလိုပေါ့နော်အဲဘယ်လိုပုံစံမျိုးနဲ့တို့ဒီစစ်စင်ရေးတွေကိုဖောက်ဆောင်မလဲဆိုတဲ့ဟာကလည်းကျွန်တော်တို့မျှော်လင့်စရာအခြေအနေတစ်ခုဖြစ်တယ်။ဘာဖြစ်လို့ဆိုတော့ဒီတပ်ဖွဲ့တွေရှေ့မှာလုပ်ပြခဲ့တဲ့ဟာတွေကတကယ်ကိုအကြမ်းစားရေးတွေဖြစ်တဲ့အတွက်ဒါမျိုးကတော့ကျွန်တော်လည်းမျှော်လင့်မိတာပေါ့နော်။နောက်တစ်ခုကတော့ဒါ DNL အနေနဲ့ပေါ့နော်အခုလိုမျိုးတို့ပြောတဲ့အတိုင်းသားပေါ့နော်အဲတရုတ်ရဲ့ဖိအားပေးမှု ကြောင့်မလို့တော့ဒါဒီနင်မြေတွေကိုပေါ့နော်လက်လွတ်ခံမှာမဟုတ်ဘူးပြန်ပေးမှာမဟုတ်ဘူးပြောတဲ့ဆိုတဲ့စကားအတိုင်းသူတို့ကတိတီးပြနိုင်တယ်ဟေ့ဆိုရင်ပြည်သူတွေရဲ့ထောက်ခံမှုကအရင်ထက်တောင်ပိုပြီးတော့မြင့်တက်လာနိုင်တယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်အဲနောက်တစ်ခုကမဟာမိတ်ပေါ့နော်မဟာမိတ်တွေကြားထဲမှာဖြစ်ပွားနေတဲ့ပြဿနာတွေကိုဒါအမြန်ဆုံးပြေလည်အောင်ဖြေရှင်းနိုင်တယ်ဆိုရင်လေဒီဟာတွေကဒါနောက်တိုက်ပွဲတွေအတွက်တကယ်ကိုအဲတကယ်ကိုပေါ့နော်ဟိုအားကိုးရတဲ့ခွန်အားတွေအားကိုးရတဲ့ပါဝင်မှုတွေပေါ့နော်အားထားရတဲ့ပါဝင်မှုတွေဖြစ်လာလိမ့်မယ်လို့လည်းကျွန်တော်တို့ယူဆတယ်အဓိကတော့ဒီချိန်မှာကျွန်တော်တို့ကပေါင်းစည်းရေးကအရင်ရေးကြီးနေတာဖြစ်တဲ့အတွက်ပေါ့နော်ခုလိုမျိုးပေါင်းစည်းနိုင်မှုအတွက်ကလည်းတကယ်ကို ိုအပ်နေတဲ့ကာလအဲတော့ကျတော့အဲ့ပြဿနာတွေလည်းအမြန်ဆုံးရှင်းလင်းသွားအောင်ဒါလုလုပ်စေချင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ဆန္ဒပေါ့အဲဘာဖြစ်လို့လဲဆိုတော့ဒီပြဿနာပေါ်မှာအခြေခံပြီးတော့သိခွဲနေတာတွေတက်ရှုံနေတာတွေကအများကြီးကျွန်တော်တို့မြင်နေရတယ်အဲအချို့သကလုံးတွေအချို့ပြောဆိုတွေဆိုရင်သူကဒီဘက်ကလူလိုလိုနဲ့လာပြီးတော့ဒီဘက်ကအဖွဲ့တွေကိုသိခွဲနေတဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်အဲအဲ့ဒီအပေါ်မှာလူမျိုးဆွဲဆိုတဲ့ပုံစံမျိုးနဲ့ဒါချနေနေတဲ့အကွက်တွေလည်းအများကြီးတွေ့ရတယ်အဲတော့အဲ့လိုမျိုးတွေအမြန်ဆုံးပြီးဆုံးသွားပြီဆိုရင်ငါတို့ကညီနောင်မဟာမိတ်တွေကငါတို့ကမဟာမိတ်တွေကအဲဒီလိုမျိုးပုံစံမျိုးပြနိုင်ပြီဟေ့ဆိုတဲ့အခါကျရင်စစ်တပ်ကထပ်ပြီးပလက်လာအောင်အကွက်တွေပေါ့နော် အဲ့တော့ TNL အနေနဲ့ဒါစစ်ကောင်စီနဲ့တွဲဆုံမှုမှာအခုလိုမျိုးဒါသဘောတူညီမှုမရဘဲနဲ့ရဆိုင်သွားတာလေးရှိတယ်။အဲ့တော့ဒီအပေါ်မှာတရုတ်ကဘယ်လိုမျိုးဆက်ပြီးတော့ဖိအားပေးလာမလဲ။အဲ့ပြီးတော့ဒါဒီစစ်ကောင်စီပေါ့နော်။မင်းအောင်လိုင်းအနေနဲ့ကဘယ်လိုခြေလှမ်းတွေဆက်ပြီးတော့လှမ်းမလဲ။အဲ့ပြီးတော့ဒေါ်လာရင်းတပ်ဖွဲ့တွေအနေနဲ့ကဒါအချိန်မရတော့တဲ့ကာလတစ်ခုကိုဘယ်လိုမျိုးအကောင်းဆုံးဖျက်သန်းမလဲဆိုတဲ့ဟာကလည်းနောက်လာမယ့်ကာလမှာစိတ်ဝင်စားစရာအချက်တွေဖြစ်နေပါသေးတယ်ပေါ့နော်။အဲ့တော့နောက်တဲ့သတင်းအနေနဲ့ကတော့ဒါကျွန်တော်တို့သတင်းကောင်းတွေကတော့အများကြီးရှိပါတယ်။အဓိကတော့ဒါမုံရွာဘက်မှာဆိုလဲ ဒါကျွန်တော်တို့စုံစမ်းသိရှိရသလောက်ဆိုရင်စစ်ကောင်စီကမြို့ပေါ်နေရာတွေပြီးတော့အချက်ချာကြတဲ့နေရာမျိုးတွေအဲပြီးရင်လမ်းစုံလမ်းကွာလိုနေရာမျိုးတွေမှာဘန်ကားတွေဆောက်လုပ်တာတွေနှစ်ထပ်ဘန်ကားတွေကွန်ကရစ်ဘန်ကားတွေပေါ့နော်ကွန်ကရစ်တွေဆောက်လုပ်တာမျိုးတွေကိုပို့ပြီးတော့တိုးပြီးတော့လှုပ်လာနေတာတွေအများကြီးရှိလာနေတယ်ပြီးတော့အင်အားတိုးချဲ့တဲ့အပိုင်းတွေအင်အားဖြည့်တင်းတဲ့အပိုင်းတွေဒါမျိုးတွေလည်းလှုပ်လာနေတယ်ပြီးတော့ပါရာမိုတာတွေဆိုလည်းအဲအဲ့ဘက်မှာအများကြီးပို့ဆောင်နေတာမျိုးတွေရှိတယ်အဲနောက်ထပ်၃လနိုင်တဲ့နီလန်းတွေလည်းအများကြီးကျွန်တော်တို့တွေ့နေရတယ်ပေါ့နော်အဲ့တော့ဒီနေရာတွေကသူတို့တဲ့အရေးကြီးနယ်မြေတွေဖြစ်သူတို့သတ်မှတ်လိုက်ပြီးတော့ယူဆတယ်အဲ့လိုနေရာတွေမှာသူတို့ခုခံ đã tái khai lại vụ trợ cũ, chủ tiền vi và tiền sinh quy định lâu là này là đã... သိရတဲ့အတွက်ပေါ့နော်ဒါကလည်းတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ဒေါ်လာရင်းတစ်ဖက်တွေကိုဘလောက်တောင်ကြောင်းနေပြီလဲအဲပြီးတော့သူတို့ဘလောက်ထိချင်းနေဆိုးနေပြီလဲအဲသူတို့ရဲ့အနေထားကိုသူတို့ဘလောက်တောင်မှဒါဖွင့်ဖွင့်ဟပြတတ်သလိုဖြစ်နေပြီလဲဆိုတဲ့ဟာတွေကလည်းအားရစရာအချက်အနေနဲ့ရှိနေတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒါကျွန်တော်အားလုံးသိတဲ့အတိုင်းပဲအာရှော့လိုက်တုံးတန်တညံ့ညံ့ပေါ့နော်တောင်ဝူလီတက်စကန်တပါခါနဲ့ဒါတောင်ဝူလီတက်စကန်ကတော့အမြဲတမ်းမှာကိုပဲဒါပြစ်ခတ်တိုက်ခိုက်ခံနေရတဲ့လေးချင်ရင်ကွင်းကြီးတွေလိုအောင်ဖြစ်နေပြီပေါ့နော်အဲတော့အဲဥစ္စာကလည်းအားရစရာကောင်းတယ်ပြီးတော့ဒီတပ်ဖွဲ့ရဲ့အကြောင်းပေါ့နော်ဒီလိုမျိုးတိုက်ခိုက်မှုတွေပြုလုပ်နိုင်နေတဲ့ဒါတပ်ဖွဲ့ရဲ့အကြောင်းကိုလည်းကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုအနေနဲ့လုပ်ပေးဖို့ရှိပါတယ်ပေါ့နော်အ နောက်ထပ်တစ်ခုကလည်းဒါဒီနေ့တွေ့ကြလိမ့်မယ်ထင်တယ်ဒါမြစ်မြစ်ထဲမှာပေါ့နော်စစ်တောင်းမြစ်ထဲမှာမြို့ပါလာတဲ့အလောင်းတလောင်းပေါ့နော်စစ်ကောင်စီဘက်ကစစ်ဘိုလ်လိုယူဆတဲ့အလောင်းတလောင်းအဲ့အလောင်းမှာအဲသူကကွင်းကွင်းစိတ်ဘက်ကနေပြီးတော့မြို့လာအဲ့တော့ကွင်းစိတ်စကန်သိန်းတိုက်ပွဲမှာထွက်ပြေးနေတဲ့တေဝါပြီးတော့မြို့ပါလာတာဖြစ်မယ်ပေါ့နော်အဲကြအဲ့မှာသူ့မှာပါပါလာအဲ့ဆိုပစ္စတိုပါလာတယ်အဲပြီးရင်ဒါအိုက်ကိုစကားပြောဆက်ပါလာတယ်အဲ့တော့တပ်ဖွဲ့တွေကဒါကိုတွေ့တဲ့ချိန်မှာပေါ့နော် အဲခုနလိုပဲအဲ icon နဲ့စကားပြောဆက်တွေအောက်ထုတ်တွေဖြုတ်ယူပြီးတော့မပါလို့လဲလဲဆိုတော့အဲ့အလောင်းထပ်ပြီးတော့ပြန်မျောပေးလိုက်တယ်။တချို့တချို့ပေးတာတော့မဟုတ်ဘူးပေါ့နော်။အဲခုနလိုပြန်ပြီးတော့ပဲအဲခုနလိုဆက်ပြီးတော့မျောတော့ပါစေဆိုပြီးတော့စိတ်နေပေါ့နော်။ပြန်မျောပေးလိုက်တယ်ဆိုတာလည်းသိရတယ်ပေါ့နော်။အဲ့တော့သတင်းကောင်းတွေကဒီအထက်မှာအများကြီးအများကြီးရှိတယ်။ကျောင်းတွေရတဲ့အချိန်ပေါ်မှာမူတည်ပြီးတော့အခုလိုမျိုးပြောနေရတာဖြစ်တဲ့အတွက်ပေါ့နော်။နင်းနေတော့နားလည်းပေးကြစေချင်ပါတယ်။ပြီးတော့ဆက်ပြီးတော့ကျွန်တော်တက်နိုင်တဲ့အပိုင်းတွေမှာပါဝင်ကြမယ်၊လုံဆောင်ကြမယ်။ရောအောင်မြင်မှုတွေရရှိနေတာဖြစ်တဲ့အတွက်ပွဲသိမ်းနိုင်တဲ့အထိကိုတွားကြမယ်လို့ဒီညနေ့ပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။